ငံဟာ1948ခုနှစ်မှာဗြိတိရှ်ကိုလိုနီဘဝမှလွတ်လပ်ရေးရခဲ့ပြီးပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပါတယ်။1948-1962ခုနှစ်တွေဟာမြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပေမဲ့အဲ့ဒီကာလမှာကလေးကနိုင်ငံရေးအရစိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေခဲ့ရပါတယ်။1948ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာချုပ်ဆိုခဲ့တဲ့ အောင်ဆန်းအက်ဒလီစာချုပ်ဟာတစ်နှစ်အတွင်းလွတ်လပ်ရေးအရယူရေးမှအဓိကကျတဲ့စာချုပ်ဖြစ်ပါတယ်။အောင်ဆန်းအက်ဒလီစာချုပ်အပိုင်ရှင်မှာချင်း၊ကချင်း၊ရှမ်းစတဲ့တိုင်းရင်းသားတောင်တန်းဒေသတွေဟာ အမပြည်မနဲ့လွတ်လပ်ရေးအတူရယူလိုခြင်းရှိမရှိနဲ့အမပြည်မနဲ့ပူးပေါင်းမဲ့ပုံစံကိုသဘောထားစစ်တမ်းကောက်ယူဖို့ဖော်ပြထားပါတယ်။1948ခုနှစ်ဖေဖော်ဝါရီလ12ရက်မှာချင်း ကချင်ရှမ်းစတဲ့တောင်တန်းဒေသကခေါင်းဆောင်တွေနဲ့အိုကျုပ်အောင်ဆန်းတို့ဟာရှမ်းပြည်နယ်ပင်လုံမြို့မှာပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ပင်လုံစာချုပ်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက်အရေးပါတဲ့သမိုင်းဝင် စာချုပ်တစ်ခုဖြစ်ပါတယ်။တောင်တန်းဒေသတိုင်းရင်းသားတွေကိုဒန်းတူအခွင့်အရေးပေးမဲ့ဖက်ဒရယ်မူအခြေခံမူတွေကို ဗိုလ်ချုပ်အောင်ဆန်းကလမ်းညွန်ချမှတ်ပေးခဲ့ပါတယ်1948ခုနှစ်ဧပြီလမှာထုတ်ပြန်ခဲ့တဲ့တောင်တန်းဒေသတိုင်းရင်းသားတွေရဲ့သဘောထားစစ်တမ်းမှာလဲဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အတိအကျဖော်ပြထားပါတယ်လွတ်လပ်ရေးရခြင်းဝင်ကြီးချုပ်ဖြစ်လာတဲ့ဦးနုဟာလဲတောင်တန်းဒေသတိုင်းရင်းသားများသဘောထားစစ်တမ်းကောက်ယူရေးအဖွဲ့မှအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရပြီးနောက်မှာတော့ဦးနုနဲ့ ခြေခံဥပဒေအကြံပေးဥချံထွန်းတို့ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်မှုတွေပင်လုံစာချုပ်ဂတိကဝတ်တွေနဲ့တောင်တန်းဒေသကတိုင်းရင်းသားများသဘောထားစစ်တမ်းအစီရင်ခံစာပါအချက်တွေနဲ့ကွဲလွဲတဲ့အခြေခံဥပဒေတရက်ကို1948ခုနှစ်စက်တင်ဘာလမှာအတည်ပြုခဲ့ပါတယ်1948အခြေခံဥပဒေဟာဒီမိုကရေစီအုပ်ချုပ်ရေးကိုဖော်ဆောင်နိုင်ပေမဲ့ဖက်ဒရယ်မူရီနဲ့လွဲချော်နေပြီးဗမာတွေလွှမ်းမိုးတဲ့ အဟိုးအစိုးရစနစ်ကို ပုံဖော်ထားတယ်လို့နိုင်ငံရေးအကဲခတ်တွေက ထောက်ပြထားကြပါတယ်လွတ်လပ်ရေးရပြီးနောက်ပါလီမန်ဒီမိုကရေစီခေတ်မှာဖက်ဒရယ်စနစ်ကိုမကျင့်သုံးနိုင်ခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်လို့ Politics for Women မြန်မာအဖွဲ့တည်ထောင်သူလီလီယန်က အခုလိုထောက်ပြပြောဆိုထားပါတယ်ဒီဆက်ရှင်မှာလွတ်လပ်ရေးရတယ်ဒါပေမဲ့လွတ်ရေးရတဲ့အချိန်မှာဒီပမာပြည်မဘက်ချမ်းလေးအထက်ကတာဝန်ယူထားတဲ့ပုဂျောင်းအောင်ဆန်းကလုံခြံခံရရ ဆိုတော့ပမာပြည်မှာအင်အားစုချင်းချင်းရဲ့လောက်ချံမှုခံလိုက်ရတယ်ပေါ့နော်ဆိုတော့လောက်ချံမှုခံလိုက်ရတဲ့အချိန်မှာနိုင်ငံကြီးကအရန်ကြက်ရိုက်ရိုက်သွားတယ်ဆိုတော့ကြက်ရိုက်သွားတော့ဘလို့ဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ရေးယူတဲ့အချိန်မှာပမာပြည်မှာကိုအခြေပြုပြီးတော့ကျန်တဲ့တိုင်းသားတွေကပူပေါင်းပြီးတော့ယူကြတာဥပမာတော့ယူတယ်ဒါပေမဲ့ခဏအာမခံချက်၅ချက်နဲ့ယူတာပေါ့နော်ဒန်းလူရီတူခွင့်ရရပိုင်ခွင့်ဒန်းလူရီတူရှိရမယ်ဆိုတဲ့ပုံမှာယုံကြည်ပြီးတော့အဲလက်မှတ်ထိုးကြပြေလုံစာချုပ်ထိုးကြပြီးတဲ့အချိန်မှာ နိုင်ငံကိုတိဆောက်လိုက်ပေမဲ့နိုင်ငံကအစကတည်းကဒါကျွန်တော်လောက်ချံမှုတွေနိုင်ငံချင်းချင်းကြားထဲမှာအင်အားချင်းချင်းကြားထဲမှာတပ်ဖြတ်မှုတွေကဖြစ်လာဖြစ်လာတော့အဲ့မှာဘာအောင်မြင်လိုက်ရလဲဆိုတော့ကျွန်တော်တို့တွေကတိကဖို့ထားထားတဲ့ပြည်တော်ဖက်ဒရယ်ပြည်တော်စုစနစ်ပေါ့ဖက်ဒရယ်ပြည်တော်စုစနစ်ပဲနဲ့သွားမယ်လို့စဉ်းစားတဲ့အချိန်မှာဥလူအပါဝင်ပေါ့နော်ဆိုတော့ပမာကောင်းကောင်တော်များက ဒီလိုကာလမျိုးမှာ Federal Democracy ပေါ့နော် Federal စနစ်နဲ့အလုပ်ဖြစ်လောက်မယ်မဟုတ်ဘူးဆိုတော့စဉ်းစားချက်ပေါ်လာတယ်။အဲ့မှာကျွန်တော်ပါမြင်လိုက်ရလဲဆိုတော့ကောင်းသောစိတ်ဆန္ဒပဲဖြစ်မကောင်းသောစိတ်ဆန္ဒတိုင်းပဲဖြစ်ပြည်ထောင်စုစနစ်ကနေတပြည်ထောင်စနစ်ကိုအရင်သွားမယ်လို့ဆုံးဖြတ်ခဲ့ကြတဲ့အာဒီနိုင်ငံကြီးကောင်းဆောင်တွေရှိတယ်ပေါ့။ဆိုတော့နိုင်ငံကြီးကောင်းဆောင်တွေကတို့ရကျန်တဲ့တိုင်းရင်းသားကောင်းဆောင်တွေရဲ့ဆိုတော့ကောင်းဆောင်တွေရဲ့အကြံဉာဏ်တွေထောက်ခံမှုတွေနောက်ပြီးတော့ဒီသဘောတူညီချက်တွေမယူဘဲနဲ့ ျွန်တော်ဒီ Federal စနစ်ကနေလက်မှတ်တော်ပြည်လုံးစာချုပ်မှာသဘောတူထားတဲ့ Federal စနစ်ကနေအလိုအလျောက်တပြည်တော်စနစ်ကိုသူ့လိုလိုလိုပြောင်းပလိုက်တာ။အဲကနေကျွန်တော်တို့ဒီလွတ်လပ်ရေးရပြန်နောက်မှာဒီ Federal Democracy အကောင့်ထဲမှာပေါ်ဖြစ်လိုက်ပဲနဲ့မေးမပြောင်းဖြစ်သွားတဲ့အခင်းကျင်းတစ်ခုလျှောက်သွားတယ်လို့မြင်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖာစာပါလာဟာတိုင်းရင်းသားတွေနဲ့ညှိနှိုင်းဆွေးနွေးကပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။ပင်လုံစာချုပ်အရာ ပူပေါင်းပြီးအသည့်ဖွဲ့စည်းထူထောင်မဲ့ပြည်တော်စုဟာ တောင်တန်းဒေသတိုင်းရင်းသားပြည်နယ်တွေမှာကိုပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကိုအပြည့်အဝရရှိစေဖို့သဘောတူခဲ့ကြပါတယ်။တောင်တန်းဒေသတိုင်းရင်းသားများသဘောထားစစ်တမ်းမှလည်းအတိအလင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ပဲလုံစာချုပ်ဟာတိုင်းရင်းသားစီးလုံးညီညွတ်ရေးကိုအရယူနိုင်ရုံသာမကဗမာနဲ့တောင်တန်းဒေသတိုင်းရင်းသားတွေဒန်းတူရီတူဖြစ်မဲ့ က်ဒရက်စနစ်ရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအလွန်ဝင်ကြီးချုပ်ဦးနုရဲ့ပါလီမန်ဒီမိုကရေစီခေတ်မှာဗမာလူမျိုးကြီးဝါဒပေါ်လာရပုံကိုနိုင်ငံရေးအကဲခတ်ဦးစောတူးဆိုင်က အခုလိုတုံ့သက်ပြထားပါတယ်။ကျွန်တော်တို့အခုအများအားဖြင့်ပြောပြောနေတဲ့ဗမာလူမျိုးကြီးဝါဒရှိလားမရှိလားဆိုတော့ပေါ့ဗျာ။ဆိုနာဒီဗိုလ်ချုပ်ဆန်းဆုံးသွားပြီးဒီပါလီမန်ဒီမိုကရေစီစနစ်ရောက်တဲ့ချိန်မှာဦးနူးတို့ကလည်းဆို policy အမှားတွေဖြစ်ခဲ့တာ哦 ောက်လို့ဆိုဥမာဒီဗုဒ္ဓဘာသာကိုဟိုနိုင်ငံတော်ဘာသာဖြစ်လောက်တာလောက်ကြတဲ့ဟာမျိုးတွေပြောကြတိုင်းသားတွေတိုင်းသားကောင်းဆောင်တွေပေါ့ဗျာဒီဟိုဒီနေရာမပေးခဲ့တာတွေပေါ့ဗျာဆိုတော့အရေပြောကြဟိုလူများတဲ့အဲလူမျိုးပေါ့ဟိုဗမာတွေအရပဲကြီးဆိုးတယ်ပေါ့နိုင်ငံရေးမှာဆိုတော့အဲအဲ့ဒါကြောင့်ကျွန်တော်နေနေရတော့မအောင်မြင်ခဲ့တာလို့ပေါ့ဗျာအာနာချိန်ဝင်ရှာတွေကမမညီကန်နိုင်တာပေါ့လေ တကယ်တမ်းကျတော့ကျွန်တော်တို့ကလွတ်လပ်ရပြီးတာလဲပေါင်းပြီးယူကြတာဟိုဗမာဒီဒီပြည်မကြီးတွေယူလာမှမဟုတ်တာဟိုတိုင်းသားတောင်တန်းဒေသတွေပါပါတာဟိုပါရဆိုတောင်တန်းဒေသတွေရဲ့ဟိုနိုင်ငံရေးနိုင်ငံရေးဥဆောင်တဲ့သူတွေလဲပါရမယ်လေနော်တကယ်တမ်းဘဟုအစိုးရမလာပြီးတော့ဟိုအစိုးရဖွဲ့တဲ့အချိန်မှာလေနော်ဆိုရင်အဲအဲ့ဒီဟာမျိုးတွေကြောင့်ကျွန်တော်ထင်စစ်မှန်စစ်မှန်တဲ့ဒီဖက်ဒရယ်ဒီမိုကရေစီမကျင့်သုံးပြခဲ့တာလို့ပဲကျွန်တော်ကတော့ဟိုဟိုပြောချင်တယ်ပေါ့ဗျဟုတ် 1948ခုနှစ်အခြေခံဥပဒေမှာပါတဲ့ Federal ဆိုတာဟာလေနာမည်အားဖြင့်သာ Federal ဖြစ်ပြီးတော့တကယ်လက်တွေမှာတော့တပြည်တော်စနစ်ပဲဖြစ်ခဲ့ပါတယ်။စစချင်းတက်လာတဲ့ဥနုအစိုးရကဗမာအခြေပြုတဲ့စနစ်ကိုကျင့်သုံးလိုက်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါတွေဟာဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရပြီးမှ ဖြစ်လာတာတွေပါ။ဒါတွေနဲ့ပတ်သက်လို့မူအန်ဂျလာကအခုလိုထောက်ပြထားပါတယ်။ ်ဟိုအဓိကတော့ကျွန်တော်တို့လူလတ်ရေရပြီးနောက်ပိုင်းမှာဒီတိုင်းဒေသခေါင်းဆောင်တွေနဲ့ပေါ့နော်ဒီအဓိကယုံကြည်မှုတိစောက်ပြတော့မညစ်နိုင်ဆွေးနွေးခဲ့တဲ့ခေါင်းဆောင်ကြီးပေါ့နော်ဘူချောင်ဆန်နဲ့တခြားခေါင်းဆောင်တွေလည်းတက်ခံရကြတဲ့ကျွန်တော်တို့အမှကလေးကအာဒီကဂျီမာရီ issue တခုဖြစ်သွားတယ်ပြီးတော့ဖွဲ့စည်းပုံခြေကဥတွေလည်းစိတ်ကြိုက်အေးဆွဲတယ်လုံလောက်တဲ့သိဆုံညစ်နိုင်မှုဆွေးနွေးတိုက်ပြမှုကိုအုံမတီပဲနဲ့ပေါ့နော်စိတ်ကြရေးဆွဲတဲ့အတွက်ကြောင့်မလို့လဲဂျာဒီဒီဒီရဲ့အခင်းကျေးကယုံကြည်မှုလည်းအများကြီးရော့နယ်သွားစေတယ် အဲပြီးတော့မှဒီအဒီလူမျိုးကြီးတခုပေါ့နော်လူမျိုးကြီးကနေပြီးတော့လူမျိုးကြီးတခုကနေပြီးတော့မှဥဆောင်ပြီးတော့မှသွားတဲ့နိုင်ငံခင်ချင်းမှလည်းတခြားတိုင်းသားတွေရဲ့ပါဝင်မှုနဲ့အဲသိဆုံးဆွေးနွေးမှုကလည်းလုံလောက်မဖြစ်လာခဲ့ဘောနော်ဆိုတော့အဲ့ဒီနောက်ဆက်တွဲအနေနဲ့ကအာယုံကြည်မှုတွေရော့ပြီးတော့မှဒီသွားသွားတဲ့လမ်းကြောင်းလမ်းစစ်တွေလည်းမတူတဲ့နောက်ပိုင်းမှာကျမတို့ ဒီဒီ Federal Democracy နည်းကိုဆက်ပြီးတိဆောက်သွားနိုင်ဖို့အတွက်ကအကန့်အသတ်ဟန့်သားပြန်ဖြစ်သွားတယ်လို့ပဲကျွန်မအနေနဲ့ပေါ့နော်လေ့လာမိတလောက်တော့ဒီလိုပဲနားလည်ထားပါလိမ့်ပေါ့1948အခြေခံဥပဒေအခန်း30မှာလွတ်လပ်ရေးရပြီး10နှစ်အကြာမှာတိုင်းရင်းသားပြည်နယ်တွေခွဲထွက်လို့ကခွဲထွက်ခွင့်ရှိကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့တိုင်းရင်းသားတွေကတိုင်းပြည်ကခွဲထွက်မဲ့အစား Federal စနစ်အစစ်ဖြစ်အောင်1948အခြေခံဥပဒေကို ြင်ဆင်ဖို့ကြိုးစားကြပါတယ်1962ခုနှစ်အာဏာသိမ်းမှုဟာပါလီမန်ဒီမိုကရေစီစနစ်ကို အဆုံးသတ်စေခဲ့သလို တိုင်းရင်းသားတွေရဲ့ငင်းကြမ်းတဲ့နီးနဲ့ဖက်ဒရယ်တောင်းဆိုလှုပ်ရှားမှုတွေကိုလည်းအဆုံးသတ်စေခဲ့ပါတယ်တိုင်းရင်းသားတွေဟာအသီးသီးလက်နက်ကင် တော်လှန်ရေးနဲ့ဖက်ဒရယ်စနစ်တောင်းဆိုဖို့ဖြစ်လာရပါတယ်နှစ်ပေါင်းများစွာမေးပြောက်ခံဖြစ်နေတဲ့ဖက်ဒရယ်ဆိုတာကို လက်ရှိຫນွေဥတော်လန်ရေးကာလမှာပြန်လည်ပြောဆိုလာပြီးဗမာအပါဝင် နိုင်ငံရေးအင်အားစုအလုံးကဆရာနာရှင် စနစ်ကိုဖယ်ရှားပြီး Federal Democracy စနစ်ကိုတည်ထောင်မှုအတွက် အခိုင်အမာပြောလာကြပါတယ်။လက်ရှိຫນွေဥတော်လန်ရေးကာလရဲ့ Federal Democracy တည်ဆောက်ဖို့ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့လည်းအခုလိုမျိုးသုံးသပ်ထားကြပါတယ်။ဒိုင်းမှာတော့ဒီချိန်မှာတော့ Federal Democracy စနစ်သွားမယ်ဆိုတော့ Federal Federal တော့အများကြီးတော့ပြောလာတော့ပေါ့နော် အာဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာတော့ပိုပြီးတွေ့တွေ့ကြည့်ပြောလာတယ်နော်အာတွေ့ကြည့်ပြောလာတယ်ဆိုတော့ဒါမဲ့ကျွန်တော်တို့ကကျွန်တော်တို့လူလာတဲ့ဖက်ဒရယ်ကတော့ဘုဒ္ဓဝါဖက်ဒရယ်လေးစင်ပေါ့နော်အာအောက်ခြေက နေလာတဲ့ဒီနယ်အာကောင်ရေးကနေပြည်တော်စုအာကောင်ရေးတို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနယ်တွေမှာရှိတဲ့ဒီအာဒီနယ်တွေမှာတခြားအာကောင်ဖွင့်လို့တယ်ခိုင်မာဖွင့်လို့တယ်ဒါမှကျွန်တော်တို့ပြည်တော်စုကိုစုဖွဲ့တဲ့နေရာမှာတိစောက်တဲ့နေရာမှာခိုင်မာမှာဖြစ်တယ်ပေါ့နော် အဲ့အတွက်ကြောင့်မလို့ကျွန်တော်လူလာတာတော့ဘောရဖက်ဒရယ်လစ်ဖြစ်တယ်ပြည်နယ်အကောင်ကြီးမှပြီးတော့ဆိုအကောင်ကြီးကိုလည်းကျွန်တော်တို့တွားမှဖြစ်တယ်ဆိုတော့ဖက်ဒရယ်ချင်းတူပြီးမဲ့လည်းအနှစ်သာရတော့ကွာမှာပေါ့နော်တချို့ကတော့ဖက်ဒရယ်ဆိုပြီးမဲ့လည်း centralization ပေါ့နော်ဘူအကောင်နဲ့ဖက်ဒရယ်စနစ်ကိုတွားလို့ရတယ်သူလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲအဲ့ဒီနေသားမှာဒီကိုယ့်ရဲ့ပြည်နယ်နိုင်ငံရေးရဲ့အရင်နှစ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ အတင်းနဲ့အာကောင်ရေးကိုကနေပြောမအောက်ချီအာကောင်ရေးနေပြတော့ဆိုအာကောင်ရေးကိုမဖော်ဆောင်နိုင်ခဲ့လို့ပဲအဲကျွန်တော်နိုင်ငံရေးရာပြဿနာတွေအများကြီးရင်ဆိုင်ကြုံတွေ့ခဲ့ပြီးဖြစ်တယ်အတွေ့အကြုံလဲလုံလောက်နေပြီပေါ့နော်အဲအတွက်ကြောင့်မလို့အာကျွန်တော်တို့ဒီထက်ယုံကြည်မှုပေါ့နော် commitment mandate ပေါ့နော်အာဒီရက်တီချက်ယုံကြည်မှုနဲ့အာဒီဒီအရင်ခံပေါ့နော်ပြစ်စိတ်ဆက်စိတ်ဆန္ဒအရင်ခံအမှန်ကန်ဖြစ်ဖို့လိုတယ်ဒါမှပဲ ဒီလိုလားတဲ့ပြတွေ့မှုပစ္စည်းစနစ်ကိုကျွန်တော်တို့ပူပူပူပေါင်းပြီးတော့မှပေါ်ဆောင်သွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါအခုကမြန်မာပြည်မှာလွတ်လပ်ရပြီခင်ဗျာဟိုကျွန်တော်တို့ဒီ Federal Democracy အုံမြင့်တွေကိုတိဆောက်ခွင့်မရခဲ့ကြဘူးအခုကကဒီ2021ဒီစစ်အာဏာရှင်သိမ်းပြီခင်ဗျာဟိုကိုကိုဒေတာတွေကိုမှတတ်တွေထောင်ပြီးတော့ကိုနေရာတွေကိုပြန်ရအောင်ဟိုအုံမြင့်တွေချတယ်လို့ပဲကျွန်တော်ခံစားရတယ်ပေါ့ဗျာအရင်တော့က ဒီဒီဟိုအိမ်ဆောက်တဲ့ဥပမာနဲ့ဒီဒီကျွန်တော်တို့မြန်မာပြည်ရဲ့အဲနိုင်ငံရေးဖြစ်စဉ်ကိုဟိုဘယ်လိုပြောလဲဥပမာပေးရမယ်ဆိုရင်အာရင်းနှောင်းကဒီဦးနှုတ်ခက်ခနေကဗြိတိရှလက်လက်အောက်နေကခုနဟိုလွတ်မြောက်လာပြီးခနေကဟိုခုနအိမ်တိအိမ်နဲ့အိမ်တိဆောက်တဲ့ပုံစံမျိုးနဲ့အာနိုင်ရှင်မဆိုကျွန်တော်တို့ကအရင်တော့ဟိုမှာပေါ်ဒတ်တို့ဖျားကန်းတို့တိဆောက်မှုပဲစူးစမ်းကြတာအဲ့မှာနေပြည်တော်တို့ရန်ကုန်တို့ဘက်ကနေကြီးဆိုးတဲ့လူတွေကလေ ဆိုတော့အခုဟာကြတော့ကျွန်တော်တို့ကမဟုတ်ကိုအောက်ကနေပေါ့ပြီးခုနအိမ်ဒိန်နဲ့ဆိုရင်အောက်ခြေကနေပြီးတော့ဒီဆောက်ကြပေါ့ဗျာအုံမြစ်တွေခြားကြမယ်အဲဒီရမလားဟိုပနက်တွေရိုက်ကြမယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်တို့ကဟိုမက်ဆီပေါ့ဘယ်လိုပြောနိုင်ငံကြီးကဟိုဟိုအချိန်တော့ပေးရအောင်မယ်ပြီးတော့ကြအင်းမြစ်တွေပေးရမယ်အဲပြီးတော့ကြစူးစမ်းမှုတွေလည်းဆက်တော့လိုသေးရပေါ့ဗျာအနည်းချုပ်ပြန်ပြောရရင်ဖက်ဒရယ်စနစ်ဆိုတာကျွန်တော်တို့တွေတခါမှမတွေ့ဘူးတဲ့စနစ်အစ်စ်တစ်ခုလိုမျိုးမိတ်ဆက်တာမဟုတ် ဆိုတော့ကျွန်တော်တို့ဒီ48နိုင်ငံတိဆောက်ကလေးက Federal စနစ်နဲ့အခြေတည်ရတိဆောက်ပြီးသားဖြစ်တယ်။အမလီယောကန်ဖြစ်ခဲ့တဲ့စနစ်အချိန်ထဲမှာကျွန်တော်တို့တွေဘာကိုတန်းတားနေရလဲဆိုတော့ပြန်တန်းတားနေရတာပေါ့နော်။ဆိုတော့ Federal စနစ်ကိုပြန်တန်းတားနေရတာ။အချိန်ထဲမှာကျွန်တော်တို့တွေတပီတော်စနစ်ကိုပြန်ပြီးတော့အသက်မသွင်းနိုင်ဘူး။အသက်မသွင်းသွားဖို့တော့လိုတယ်။တပီတော်စနစ်ကကျွန်တော်နိုင်ငံအတွက်အလုံးမဖြစ်တော့ဘူး။ပြန်ပြီးတော့တွားလို့မရတော့ဘူးဆိုတာသက်သေပြပြသွားပြီပေါ့နော်။ဒီသက်သေပြပြသွားတဲ့ဟာကိုပဲတပီတော်စနစ်ကိုပြန်သွားမယ်ဆိုတော့ကျွန်တော်ထင်တယ်ဒါကြီးက အရန်ကိုမိုက်မဲတယ်အရန်ကိုမိုက်ယူရဲဆန်လို့တော့ထင်နေပေါ့နော်ဒါကနောက်ဆုံးစစ်တပ်အနာသိမ်းခြင်းဖြစ်ဖို့အတွက်ကျွန်တော်တို့တွေစူးစမ်းဖို့လိုတယ်နောက်ဆုံးစစ်တပ်အနာသိမ်းခြင်းဖြစ်ဖို့အတွက်ဆိုကျွန်တော်တို့ Federal Democracy ကိုတကယ်တည်ဆောက်နိုင်ဖို့လိုတယ်နိုင်ငံရေးနိုင်ငံရေးအစ်စွန်းဝင်မှုတွေနိုင်ငံရေးကိုတကယ်တည်နိုင်ဖို့လိုတယ်အခုကနိုင်ငံရေးမိသားစုစိတ်ကိုတကယ်တွားနိုင်ဖို့လိုတယ်ပြည်သူနဲ့ပြည်သူချင်းချင်းကြားထဲမှာဖြစ်ပြည်သူနဲ့အစိုးရချင်းကြားထဲမှာဖြစ်ချင်းချင်းကြားထဲမှာပြည်ညာတဲ့စိတ်တကယ်ရှိဖို့လိုတယ်ပေါ့ဒါလေးကအနှိမ့်ချုပ်လေးပြန်ပြောချင်ပါတယ်လို့ ယနေ့တိုင်းတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေအနေနဲ့ပင်လုံစာချုပ်ကိုအခြေခံတဲ့ Federal စနစ်ကိုပြန်လည်တည်ဆောက်ဖို့ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးပါလီမန်ဒီမိုကရေစီခေတ်မှာစစ်မှန်တဲ့ Federal Democracy စနစ်ကို မကျင့်သုံးဖြစ်ခဲ့ပါဘူး။အခုຫນွေဦးတော်လှန်ရေးမှာဆရာနာရှင်စနစ်အဆုံးတက်နိုင်ရေးအတွက်စန့်ကျင်တော်လှန်နေပြီးသမိုင်းဝင်အောင်ပွဲများကိုရရှိနေခြင်းဖြစ်တာကြောင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ တက်ညီလက်ညီကြိုးပမ်းနေမှုတွေဟာအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်တိဆောက်သွားနိုင်ဖို့အလားအလာကောင်းတွေလည်းဖြစ်ပါတယ်။